ဖီစာတင်ကမှာတွေ့အမွေးရတာလို့ဟိုမှာတွေ့အစာတင်ကျောင်းကနေပြန်လာတဲ့အသက်၈နှစ်သားရှိသေးတဲ့မရွှေစီငိမ့်တယောက်လဲပင်းမှာဓာတ်တရားနဲ့တည်ဆုံးနေတဲ့နေရာပါဒီနေရာဟာခြုံတွေထူထပ်ပြီးလူသွားလူလာပြတ်တဲ့နေရာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်မှာတောင်းတက်မတော် PSOF TNW ထိန်းချုပ်ထားတဲ့ကုခိုင်မြို့ရက်ွက်ရှိမှရှိတဲ့အခြေခံပညာလယ်တန်းကျောင်းကနေပြန်လာတဲ့ကလေးငယ်သူ ကျောင်းကနေပြန်လာစဉ်လူသွားလူလာပြတ်တဲ့ဒီခြုံပုတ်ထဲမှာတက်ဖြတ်ခံရတာဖြစ်ပါတယ်တက်ဖြတ်ခံခဲ့ရတဲ့သူဟာ ကုခိုင်မြို့ရက်ွက်ရှစ်မှာနေထိုင်တဲ့တက်တန်းကျောင်းသူ အသက်၈နှစ်အရွယ်မရွှေစီငိမ့်ဆိုသူ ဖြစ်ပါတယ်ရွှေစီငိမ့်တက်ဖြတ်ခံရတဲ့နေ့မှာဖခင်ဖြစ်သူကကျောင်းကျူနောက်ကျတာကြောင့်ဖခင်ဖြစ်သူကျောင်းရောက်ချင်းမရွှေစီငိမ့်ကိုမတွေ့ရတော့ဘဲကျောင်းနေမှာလိုက်ရှာစဉ် လယ်ဘင်းမှာဓာတ်ဒဏ်ရာနဲ့တည်ဆုံးခဲ့တဲ့ရို့လောင်းကိုသာပြန်တွေ့ခဲ့ပါတယ်။တိုင်းနဲ့အလုတ်လောက်ရနေပြီးသွားတာပဲတနေ့ပဲ။ရွှေစင်ကြီးတက်ပြက်ခံရတဲ့ချင်းနေနဲ့ပတ်သက်ပြီးသူမရဲ့မိခင်ဖြစ်သူဒေါ်ခင်မအေးကခုလိုပြောပြပါဗါတယ်။သွားရှာတယ်သွားရှာပြီးတော့မတွေ့လို့ဖုန်းလာယူပြီးမေးတယ်မေးပြီးတော့じゃသူကနေပြီးတော့ကလေးနဲ့တွေ့တာသူကကျတော့အဲဒီစကားမပြောတတ်တဲ့လူကကလေးကိုလှုပ်ပြပြီးတော့ဗောသူ့ကိုပြလို့သူတွေ့တယ်ဆိုပြီးတော့ဟွာကလေးတွေ့ပြီးကလေးတော့ဟွာ တတ်ခံရတယ်ပေါ့ဒေဇာရောတော့အဲဒီလောဘကိုပေါ်ပြီးတော့ကိုယ်တိုင်သာသမီဆိုတော့လည်းနှင်းလာတယ်ပေါ့ရွှေအားအားကြီးဝါလို့တော့ကြာသူလည်းသူများခေါ်ပြလို့ပေါ့တတ်သွားတယ်နှစ်ယောက်ဘိုးဘက်ပြေးတယ်ဆိုပြီးတော့တိုင်ငယ်နဲ့လို့လည်းလက်အနေချီအနေတော့ပြဇာတ်ကမပြောတတ်တော့ပေါ့အဲ့ဒါနဲ့သူကကလေးတွေ့တယ်တွေ့တော့ကြတော့ဖုံးလန့်ဆက်မေးတော့ကြတော့ကလေးကတော့တွေ့ပြီးဒီလိုဒီကြောင်းတတ်ထားတယ်ဆိုတော့မိဘဆိုပြီးပြီးတော့ဘယ်မှတော့လူကြီးတွေပါရတော့မခေါ်ပြီးဥပါလောဘနဲ့လောဘကထွေလာကြီးမောင်းပြီးတော့သွားပြီးတော့သူကတင်ပြီးတော့အိမ်တိုက်လာတယ် အန်တီယာရဲ့ဟွာဘာတဲ့ဒီကလေးဒီတိထားတာပဲပေါ့ရဲတွေ့တာပါဘာသိပါလဲတကယ်လို့တင်ထားတဲ့အတိုင်းလေးပေါ့ဗောအန်တီယာရွှေစီငိမ့်တပြက်ခံရတဲ့နေရာဟာစာတင်ကျောင်းကနေလမ်းလျှောက်ရင်9မိနစ်ဝန်းကျင်လျှောက်ရပါတယ်။ဒီခြုံပုတ်ကနေကုခိုင်မြို့ပြည်တော်စုလမ်းမကြီးကနေထိဆိုရင်10မိနစ်ဝန်းကျင်လမ်းလျှောက်ရင်ရောက်ပါတယ်။မရွှေစီငိမ့်စီမှာတံဖိုးရှိတဲ့လက်ဝတ်ရတနာတွေကိုဆင်ပေးတာမရှိဘူးလို့လည်း မိခင်ဖြစ်သူကပြောပါတယ်။ဒီမှာဖနက်တရံရှိတယ်။ဒီမှာစီဒီပေါင်းမိတယ်အတွင်းခံအင်ဂျင်ရွှေစင်ရင်းတပြက်ခံရတဲ့နေရာနီးတဝိုက်မှာရွှေပြည်မီကတွားရောက်ကြီးစုခက်စဉ်အမျိုးသမီးတွေရဲ့အသွင်းခံပေါင်းပြီး6ထဲထမင်းနဲ့ပေါ်လီတချို့တွေးခရရပါတယ်။ဒီနေရာဟာတမီးစားတွေမကြာခဏချင်းတွေးတဲ့နေရာဖြစ်တယ်လို့လဲမြို့ခံတွေကပြောပါတယ်။သေဆုံးသူရွှေစင်ရင်းရဲ့ရုပ်အလောင်းကိုကုခိုင်ရင်ခွဲယုံတို့ပို့ဆောင်ထားခဲ့ပြီး ဆရာဝန်တွေရဲ့စစ်စစ်ချက်အရာအထမပြုကျင့်ခံရတဲ့ဒဏ်ရာမတွေ့ဘူးလို့လည်းသိရပါဗျ။ဒူမရရောအလောင်းကို အော်တိုဘာလ3ရက်မှာတကြိုလိုက်ပြီလို့လည်းမိခင်ဖြစ်သူကပြောပါတယ်။ရွှေစီငိမ့်တက်ဖြတ်ခံရတာနဲ့ပတ်သက်ပြီးဒူမရဖခင်ဖြစ်သူ ကိုဘိုပြုံးပါဝင် ကလေးတေဆုံးတဲ့အနီးဝန်းကျင်မှာရှိနေတဲ့မတန်ဆွမ်းတဲ့အမျိုးသားတစ်ယောက်နဲ့နောက်ထပ်အမျိုးသားနှစ်ဦးကို ကိုကန့်တက်မတော် MNDA ကတန်တရားရှိသူအဖြစ် ဖန်ဆီးထားပါတယ်။မြမအီးကတော့သူမရဲ့ခင်ပွန်းဟာတမီးဖြစ်သူကိုဖခင်ကိုယ်တိုင်တက်ဖြတ်တာမဖြစ်နိုင်ဘူးလို့ရွှေပြမျိုးပြောပါတယ်။ကိုဘိုပြုံးကတမီးဖြစ်သူကိုတွားကြိုစင်အရက်သေးစားတောက်စားတာမရှိတလို့တမီးဖြစ်သူအပေါ်ကျင်နာတဲ့ဖခင်ဖြစ်တယ်လို့ဆိုပါတယ်။ဆိုင်ရတော်ဝင်ရှိသူတွေအနေနဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ဒေါ်ခင်မအီးကတောင်းဆိုထားပါတယ်။ ဟောဘန်းဝေချပေးပါခုန်ကြီးပါအောင်ပေါ့ဒီကတော့အဲ့လိုပဲဟွာသူ့ဖေတော့မဟုတ်ပါဘူးပေါ့ဒီကအဲ့လိုပဲပါမရွှေစင်းကြီးကြောင်းတက်ခဲ့တဲ့အလဲရန်ကျောင်းမှာတာဝန်ကျတဲ့ကျောင်းဆရာမတွေကို ရွှေဖီမီကတွားရောက်မေးမြန်းခဲ့ရမှာတော့မရွှေစင်းကြီးကိုဖခင်ဖြစ်သူက နေစင်လာကြတာကြောင့်ကျောင်းစင်းတိုင်းဒီတိုင်းသာလှုပ်ပေးခဲ့ပြီးဒီတပြက်ခံရမှုမှာသူတို့မတိကြဘူးလို့ရွှေဖီမီကပြောပါတယ်။ အိမ်နီးနားချင်းတွေကလည်းကိုဘူပြုံးကသမီးဖြစ်သူကိုတိုင်ပြန်တက်တာမဖြစ်နိုင်ဘူးလို့ရွှေပြမီကိုပြောကြပါဗျ။ကိုခိုင်မျိုးကို TNR ထိန်းချုပ်ပြီးတဲ့နောက်ကလေးငယ်တွေအသက်ခံရတဲ့ဖြစ်စဉ်ဟာပထမဆုံးအချင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီကလေးငယ်တက်ပြက်ခံရမှုအတွက်တရားခံကိုဖမ်းမိဖို့ PSOF TNR ရဲ့ရဲတပ်ဖွဲ့ကစုံစမ်းနေတာတွေ့ရပါတယ်။မရွှေစင်ငယ်တက်ပြက်ခံရမှုမှာအမှုမှန်ပေါ်ပေါက်ရင်းနဲ့ တရခန့်ဖမ်းရရေးအတွက်ဖော်ထုတ်ပေးဖို့ကို မြို့ခံတွေကတောင်းဆိုနေကြပြီးကလေးငယ်တွေကိုတယောက်တည်းမသွားခိုင်းဖို့မြို့ခံတွေချင်းချင်းကြားတတိပေးနေကြပါတယ်။